ဇင်္ဂဘာအတာယောဂကော်နာရဲ့ဖောင်ဒါနဲ့မင်းရှက်တာဆရာဖြစ်ဖြစ်ပါတယ်။တို့လာမယ့်အော်တိုဝါလာ20ရက်နေ့မှာ Gaia Wellness Studio မှာ Basic Anatomy Course လေးစီစဉ်လာတာရှိပါတယ်။ဒီ Basic Anatomy Course မှာကျွန်တော်တို့စိတ်ပညာရလူခန္ဓာပုံမှာရှိတဲ့ System စက်တခုလေးရနေပြီးတော့ Skeletal System နဲ့ Muscular System မှာပါဝင်တဲ့ကြွက်သားတွေအယိုးတွေရဲ့ဒီနေရာတွေခေါ်ပုံတွေနဲ့ဘလို့လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာဘလို့ချိတ်ဆက်ပြီးသုံးပြရမလဲဆိုတာလေးတွေကိုအဓိကကြည့်ရပါမယ်။ အဓိကတော့ဘာသာစကားခက်ခဲကြောင်းလေ့ကျင့်သူတွေနဲ့အလန်းဝင်နေစေဖြစ်တဲ့ terminology တွေကြောင်းကိုကောင်းကောင်းသိရပါမယ်။ movement တွေလို့ပြောလိုက်ရင်ကျွန်တော်တို့နေ့စဉ်လှုပ်ရှားမှုတွေပါလေ။ movement တွေပါလေ။အဲဒီ movement တွေအတွက်ကို kinesiology ပါမယ်။ပြီးရင် muscle movement တွေကြောင်းပါမယ်။ stress and recovery တွေပါမယ်။ posture correction တွေပါမယ်။ rehab training တွေနဲ့ကတော့အဖြစ်များတဲ့ lower back pain prevention and recovery system တွေပါပါမယ်။ visit and pain course ကို core quality တွေရတဲ့အပြင်ကို ျွန်တော်တို့ဒေသခံလုပ်သူတွေရော general public တွေရောယူကပလက်တစ်သမားတွေ personal trainer တွေအတွက်တကယ်ကိုအကျိုးရှိစေတဲ့အကြောင်းအရာတွေကို sharing လုပ်မယ်အပြည့်အလန် discussion လုပ်မယ်နောက်ဆုံးနေ့မှာတော့ကျွန်တော်တို့ certification test တွေလုပ်ပြီးတော့ဖြည့်တူတက်တက်ပါမယ်ဒီ visit the main course လေးက October 27ရက်နေ့ကနေပြီးတော့30ရက်နေ့ထိအရက်ကိုတနားခွဲနဲ့ဆယ်ရက်တာကြာနေမှာဖြစ်ပါတယ်ယူကပလက်တစ် personal trainer တွေအတွက်တကယ်ကိုအကျိုးရှိမဲ့အတန်းဖြစ်လို့တူတူလာ join ဖို့ ထိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ